ဘိုးဂျုံကြီးပြောတာအထောက်ထားနေပြောတာခင်ဗျ1938တုန်းကတွေကလေးကရေးထားတဲ့စာအုပ်အလကားမဟုတ်ဘူးအဲ့စာအုပ်ကနော်ကျွန်တော်တို့မှာသိချဖတ်ရတယ်အဲ့စာအုပ်ကအလကားရှိတာမဟုတ်ဘူး1938ခရက်ထုတ်တဲ့နော်မဟာဘိသကပန္တိတာဘွဲခံပါဠိဆရာကြီးဦးစောရေးသားတဲ့ဦးအောင်စရာအထုပ်ပတ်တီထဲမှာပါတာစာမျက်နှာ48မှာဖော်ပြချက်ကိုသူကပြောတာကိုကားပြီးတော့ပြောတာထောက်ထားနေပြောတာနော်ကျွန်တော်လည်းအဲ့ဒါကိုသိချလေးသူကဖတ်ကြည့်တယ်ဟုတ်လားဆိုတော့တကယ်ဟုတ်တယ်ခင်ဗျာဒီမှာကြည့်ဦးအောင်စရာထုပ်ပတ်တီဆိုစာတကယ်ရှိတယ်ခင်ဗျာရှော့မတွန်းနဲ့တကယ်ရှိတယ်ထောက်ထားနေသူကပြောတာအဲ့သူကလုံရင်ထောက်ထားရလို့တာ ဥပဒေထောက်ထားအချက်လက်တွေနဲ့နော်ဒီမှာဒီမှာအဲ့အဲ့ရရှိတယ်ပြီးရင်ဒီမှာအဲ့ထက်မှာပါတယ်ဥအောင်စရာဆိုအလောင်းမီဒီယာဥအောင်စရာဥအောင်စရာအလောင်းမီဒီယာဥအောင်စရာမဖြစ်ခင်တော့ဘာလဲဆိုတော့ तू ကလည်းအလောင်းမီဒီယာရေလည်းရှော့တော့တွက်လို့မရဘူးအဲ့ခက်ကလေးကနော်ဘာလဲနေအောင်ဒီမြတ်စွာဘုရားရှင်သတင်းသုံးနေတော်မူတဲ့အချိန်မှာဘာလို့ဆိုတော့အာပလာ၄ရဆင်မင်းကိတရကြီးမင်းတောမကျွမ်းမင်းနဲ့အဟိန္ဒကြီးမင်းဒီလေးဦးသောတရဝါခင်ဗျာဗျာဒိတ်နဲ့လာတာအဲ့ဒီကကတော့တောမကျွမ်းမင်းဆိုတာရုရှားအမေရှော့တွက်လို့မရဘူးရုရှားတောမကျွမ်းမင်းရုရှားအဲ့တော့ အဲ့ဒီမှာဒီမှာညီရောအနန္ဒာညီရောအနန္ဒာဗုဒ္ဓကပြုံးလို့ညီရောအနန္ဒာမေးခွန်းဖြစ်ညီရောအနန္ဒာမေးလို့ဗုဒ္ဓဖြေတာအဲ့မှာဘာပြောလဲဆိုတော့ပထမဆုံးကဖြစ်တဲ့လူတွေဘာလဲဆိုတော့ကြာမျိုး၅ပါးနဲ့ပူဇော်တာရှိတယ်နော်ဘာလဲဆိုတော့ပလလေးရဆင်မင်းအဲသူကကြာမျိုး၅ပါးကိုချိုးပြီးတော့ဗုဒ္ဓကိုပူဇော်တယ်တဲ့ပူဇော်တဲ့ခါကျတော့အဲ့ပူဇော်တဲ့ခါကျတော့ဗုဒ္ဓကပြုံးတယ်ပြုံးတော့ပြုံးတော့ညီရောအနန္ဒာမေးတယ်မေးတော့ဗုဒ္ဓကဖြေတယ်ပလလေးရဆင်မင်းကနောင်အခါငါဖရာသာသနာတော်2000ကျော်သောအခါပါပမင်းတို့လက်ထက် သူနာပရန္ဒတိုင်းကြီးမှာသာသနာတော်တရာကြီးညိုပြီးသာသနာတော်ကိုပြုနိုင်စွမ်းသောဖုံတကောအာနုဘောကြီးသောသာသနာဒါယကာကြီးမင်းတုံမင်းဖြစ်လက်တန်းတဲ့ခင်ဗျာကျွန်တော်တို့မင်းတုံမင်းကြီးကလည်းဒီဘောမင်းရဲ့ဒီဘောမင်းရဲ့ရှေ့ရဘရင်မင်းတုံမင်းကြီးကလည်းခင်ဗျာရှော့တော့လို့မရဘူး။ तू ကလည်းခင်ဗျာရှင်တော့အရင်တော့ဒါတော့အရင်တော့က तू ကလည်းဒီဒီတကယ့်ကိုနာမည်ကြီးတဲ့ဟိုပါပါခေါ်လဲအဲ့ဒီပလလေးရဆင်မင်းကြီးဆင်မင်း तू ကဖြစ်ခဲ့တာတော့မင်းတုံမင်းကသူ့သူ့ဟာရဆိုနောက်ခါကေတရဆိုတဲ့အမည်ရှိတဲ့ဂျင်းမင်းအဲဒါလည်းရှိသေးတယ်ကေတရအမည်ရှိတဲ့ဂျင်းမင်းကလည်း तू ကနော် အဲသူကတည့်ရဖြူသီးပေါ့နော်အဲ့ဒါကြီးဆောင်ပြီးတော့ဗုဒ္ဓကိုကတ်လူတယ်။အော်ကတ်လူတော့ဗုဒ္ဓကအဲ့ဒါကိုပြောဗုဒ္ဓအိမ်မှာအာနန္ဒာမေးတော့ဗုဒ္ဓတခါဖြတ်ဖြေတယ်။ဒီကေတရာချင်းမင်းဟာနောက်သာသနာနဲ့တောင်ကြော်တော့အခါမှာသိုးဆောင်လူမျိုး12မျိုးလို့မှာအင်္ဂလိပ်လူမျိုးမင်းဖြစ်မယ်။အေးအဲ့ဒီအင်္ဂလိပ်မင်းဟာအဲ့ဒီအင်္ဂလိပ်မင်းဟာနော်သူ့သူ့နာပရန္ဒတိုင်းမြန်မာပြည်ကြီးကိုတိုက်ခိုက်သိမ်းယူပြီးတော့မြန်မာနိုင်ငံကိုအလုံးစုံလက်နက်နိုင်ငံပြုပြီးအုပ်စိုးအုပ်စိုးလက်ထံဆိုတော့ ဒီမင်းတော့တော်တော်မရိုက်နိုင်မင်းပဲเนาะဘာလဲကေဒရာချင်းမင်းသူ့ဟာသူသူ့ဟာသူတရတိလွားလှူလိုက်တာအကောင်းမို့အကောင်းမို့ကျွန်တော်တို့မြန်မာပြည်ပြည်စည်းရတယ်ဟင်တော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 ်ရက်ဆက်တယ်မင်းဒီမင်းอ่ะเนาะချင်းမင်းเนาะဒီတော်တော်သူ့ရဲ့ချင်းသူသူလောက်တာနဲ့ကျွန်တော်တို့ဟုတ်တယ်တကယ်လည်းမှန်တော့မှန်တယ်ဗျာအင်္ဂလိပ်ဖြစ်သွားတယ်အင်္ဂလိပ်ပြီးတော့ကျွန်တော်မြန်မာပြည်ကိုဖြည့်ဆည်းသွားတယ်အဲ့ဒီကောင်လေးเนาะအဲ့ဒါဒါတမင်နောက်တစ်ခါတော့မကျွန်မင်းလာပြီတော့မကျွန်မင်းကခုနရုရှားမင်းဖြစ်မှာ तू ကတကယ်ကိုလက်နက်ဆက်ချရှင်ဖြစ်မယ်မြန်မာဘီရင်နဲ့ချစ်ချစ်ရင်းနဲ့မာမေးဖြစ်မှာအဲ तू ပြောပြီးသားဒါလည်းဟောတယ် ။နောက်အာဟိန္ဒအာဟိန္ဒကြီးမင်းဆိုတော့အဲအဲ့ဒီမှာအာဟိန္ဒကြီးမင်းဆိုတော့လာပြီ။သူကဇမားတင်းနဲ့မြတ်စွာဘုရားကိုပူဇော်တယ်။အဲ့မှာမြတ်စွာဘုရားသူ့ကိုသူ့ရဲ့ဟိုဗျာဒိတ်ကိုကြီးလိုက်တဲ့ခါကျတော့နှစ်ထောင်ကျော်တဲ့ခါမှာပါပမင်းဆိုတဲ့ကျွန်တော်တို့ပါပမင်းနေလက်ထက်အာအပရန္ဒတိုင်းမြမပြီ။အဲ့မှာအဲ့မှာမြမပြီမှာတတ်တာဗราวဆိုတဲ့အရာမှာထင်းနှံတဲပြီးတော့အလောင်းမင်းတရားဆိုတဲ့ဘွဲ့အမျိုးခံယူပြီးတော့မင်းဖြစ်မယ်။သူတို့ဗျာလိုက်ပေးထားတယ်တဲ့ကဲအဲ့တော့ short အတွက်လို့မြင်ဘူးဗျာနော်ဟိုမှာဟိုဗာလဲကျွန်တော်တို့ ဟိုခုနတာအဟိုမင်းနေနာမည်တွေကျွန်တော်ရောကုန်ပြီဗျာနော်ကြောက်ပါတော့ပြန်ပြောရင်ခေပလေအပလလေးရဆင်မင်းအဲပလလေးရဆင်မင်းနော်အဲ့ဒီဆင်မင်းရလဲအဲ့ဒီဆင်မင်းရလဲခင်ဗျာနော်ဟိုဗာလဲမင်းတုံးမင်းဖြစ်တာပလလေးရဆင်မင်းရမင်းတုံးမင်းဖြစ်တာကေသရချင်းမင်းရအင်္ဂလိပ်မင်းဖြစ်တာအင်္ဂလိပ်မှာမင်းဖြစ်တာနော်ခုနကပြောတဲ့ခုနတော့မကျွတ်မင်းရရုရှားမင်းဖြစ်တာနော်အခုအာဟိန္ဒအာအာဟိန္ဒအာဟိန္ဒချင်းမင်းအဲ့ဒါကခုနက ကြီးမရဟိုနအလောင်းမင်းတရားကြီးဖြစ်လာတာအဲဒီလိုဇလန်းရှိတာဒါပူဂျုံကြီးကဟိုမှာထောက်ထားနေပြောတာဖြက်ကလဆန်ပြောဖောင်ကော38ကစာအုပ်မှာပါတဲ့အောင်ပြောတာပြောပြီးတော့မှအကိုကြီးဘူးတင်အကိုကြီးနဲ့ကျွန်တော်နဲ့ကယခုဘဝတည်းမကတန်တရားဘဝအဆက်ဆက်ကတော်ဆက်ခဲ့ဘူးတော့နော်အထုံပါရမီကြီးကြောင့်ကိုကြီးနဲ့ကျွန်တော်ရဟိုးဘဝတည်းပါခဲ့ကိုကြီးကဘဝမှာလာပြီးတော့တကယ်ကိုနှစ်နိုင်ငံချစ်ကြည်မာမိတ်ဖြစ်ကြတာအခုကာလရုရှားဟာ ဆက်လက်နဲ့ပတ်သက်ထိတ်တန်းနိုင်ငံတခုဖြစ်နေပြီအဲ့တော့အဲ့လိုချိန်ကာလနဲ့ကျွန်တော်တို့လည်းလာတိုက်ဆိုင်တာပါအကိုကြီးဟာနိုင်ငံခေါင်းဆောင်တူဦးထက်တာမကဘယင် တပားကဲ့သို့တင်စားမယ်ဆိုရင်တင်စားလို့ရပါတယ်ဆိုပြီးတော့လွှတ်ထည့်လိုက်တာတော့ပေါ်ရပြီးတော့ထောက်ထားတယ်လွှတ်ထည့်တော့ပူရင်းရဲ့အိုက်စာကိုကြည့်ပြီးရုရှားလိုရောမြန်မာလိုရောနှစ်ပါးရုရှားလိုရောမြန်မာလိုနှစ်ပါးသားနဲ့ပေါ်အဲ့တော့ကြည့်ပြီးတော့သူညကြတော့အိုက်စာကိုကြီးဘက်ကိုတင်းပြီးအိတ်တယ်ဆိုကြားတယ်နော်အဲ့တော့ဟိုဘက်ကအော်တဲ့ကောင်တွေကအော်နေတာဟိုကထောက်ထားနေပြောတာ အဲ့ကောင်နေအော်တဲ့ကောင်နေတို့ဒေါုံဆန်းသူကြီးတို့တို့ဥထင်ကျော်တို့တို့ဝင်းမြင့်တို့ဟာအဲ့ထိုးစင်လွန်ခဲ့တဲ့နှစ်ပေါင်2000ဗုဒ္ဓမြတ်စွာဘုရားရဲ့ဟိုဟာထဲမှာဗျာဒိတ်ထဲမှာဘာပါတာရှိလို့တို့ပါဘူးလားရှိလားထောက်ထားလေးပြန်စမ်းဒီဘက်ကဖွက်တယ်ပြန်အဲ့လိုပြောရမှာပြန်ပြောမင်းတို့ကငါတို့ဘာဥသာမင်းတို့ကပြောတာမင်းတို့အမတွေမင်းတို့ဟိုဟာတွေကြတော့အဲ့လိုမျိုးထောက်ထားရှိသလားလို့ကမင်းအဲ့ဒါခံအောင်မှာကွဲအောင်မှာဆိုတော့ကျွန်တော်လည်း ပြောပြီးတော့ပြုံးပြီးတော့ကြည်တော်မူပြီးတော့အတိတ်ကိုဆောင်းတော်မူလဲပေါ့ဗျာဆောင်းပြီးတော့အဲပြန်ပြောပြီးတော့အခုတော့ကျွန်တော်အခုလက်ရှိပြစ်စုံပံကိုသွားမယ်နော်ပိုကောင်းနေပြောချင်တာပြောနေပါစေပြောချင်တာပြောပါစေမဘိုးစုရဲ့ဒုက္ခရလွယ်ရောက်သွားပြီ तू လှုပ်ချင်တာတွေအောင်မြင်သွားပြီအကုန်လုံးအဆင်ပြေသွားပြီ तू တော်တော်လေးကိုခွင့်တော်တော်လေးကိုအဆင်ပြေသွားတဲ့သဘောတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီရုရှားကလည်းတော်တော်လေးကိုဘိုးစုမူကြီးကိုတော်တော်လေးကိုမှ तू အာအောင်ဆိုင်ပုံရဒီတစ်ခေါက်မှာတော်တော်အောင်ဆိုင်ပြရတယ်ဘာကြောင့်လဲဆိုတော့လာမဲ့မေလာမှာကျင်းပါမဲ့ဒီအခမ်းအနားကိုတော့ထပ်ဖိတ်ထားသေးတယ် ်လာခဲ့ပါခင်ဗျားနဲ့ခင်ဗျားရဲ့တက်ဖွဲ့တွေလာခဲ့ပါဦးထိတ်ထားတဲ့မေလာပါထိတ်ထားတော့မေလာပြီးနောက်ထပ်ဝါရီမေလာထဲမှာပဲဟိုမေလာပြီးနောက်ထပ်လာရီရှိသေးတယ်နောက်ထပ်ဝါရီရှိသေးတယ်စီစဉ်နေထပ်ဖိတ်ကိုကြိုးစားတယ်အဲ့တော့ဒီဘက်ကဘုံကြုံမှုကြီးကလည်းကဲတော့မှကျွတ်မင်းငါတို့ညီမပြူလာခဲ့ဦးတော့ကိုကြီးကျွန်တော်ညီမပြူလာခဲ့ဦးလာလေဦးတော့ကျွန်တော်အက်ခံမယ်တော့မှကျွတ်မင်းနဲ့ဒိုးတွေကသိဘောရတယ်ရှိတာဆိုရင်ပြောပြလိုက်တာနော်အဲ့လိုပြောပြလိုက်တော့ဒါမြန်မာပြည်လည်းဖိတ်ထားတယ်ဒီမှာဟိုကတော့မှကျွတ်မင်းခေါ်ရုရှားသမ္မတပူတင်ကြီးကလည်း ဆင်ချောက်ကောင်ပေးတဲ့အတွက်ဂျေစုတင်တယ်တဲ့ပြောတယ်ဆင်ချောက်ပေးဂျေစုတင်တော့အပြန်လန်ဖြစ်နေတာသူတို့မဲတကောလေးကိုညီကိုလိုဖြစ်နေကြတာသူတို့မညီလိုကိုလိုဖြစ်နေတာဟိုဂျုံကြီးလည်းပြောပူတင်ကြီးလည်းပြောကို့ကိုပြောနေကို့စိတ်ပြောနေကြနေအောင်ဆိုလို့မှန်းဒါလည်းမစိုးဘူးနော်အဲ့တော့သူတို့နှစ်ယောက်ကအဲ့လိုပြောပြီးတဲ့နောက်ပြောရွှေရှင်နဲ့မနေ့ကညမနေ့ကညမနေ့ကညကျွန်တော်မမိတာကျွန်တော်မနေ့ညပြောချင်တာမမိလိုက်တာအခုတော့ပြောရွှေရှင်နဲ့မနေ့ကညလည်းလက်မှတ်ထိုးလိုက်တယ်ပါမနေ့ကလည်းလက်မှတ်ထိုးအချက်ဆယ်ချက်ပါတယ်တဲ့အားလုံးကဖြစ်တာကတော့ဒါအပေါ်ချုပ်တာအောက်မှာတကယ်စီဝိုင်းသမားချင်းဒီလို့ရတယ်သူသက်ရှိသေးတယ်ခင်ဗျာ ဟိုတဝယ်စီမံကိန်းလုပ်မဲ့ဟာတွေရအစစွန့်ရင်ရင်းနှီးလောင်းစားစီဒီမှာလုပ်မဲ့ကိစ္စတွေအစတော်တော်များပါမယ်အဲဒါပေမဲ့ပြဿနာတစ်ခုရှိတာကတို့တို့ရှိမှဟိုရင်းနှန်းရင်းနှန်းပေါ့နော်ရင်းနှန်းစင်းတွေလာထားစိုက်ကက်မှာကတ်ရင်းနှန်းစင်းတွေကိုရင်းနှန်းစင်းတွေကနေပြီးတော့ရင်းနှန်းချက်မယ်ချက်ပြီးနဲ့ international ဖြန့်မယ်ဟာအဲ့ဒါတဝယ်မှာလုပ်မယ်လို့ကြီးမားထားတယ်တဝယ်မှာပဲ nuclear တပ်ပေါင်းမှုနဲ့လျှက်စစ်ပေးမယ်ကိစ္စတွေတဝယ်မှာပဲလုပ်လို့ရှိတယ်ဒါပေမဲ့အဲ့မှာကတော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီ investment ကြီးတယ်အဲ့တော့ရင်းနှန်းချက်တဲ့စက်ရုံကြီးအကြီးကြီးတွေအေက ရာနဲ့ချီပြီးတော့တဲရတဲတဲပြီးရင်အဲ့ဆက်ကိုကြည့်တဲပြီးတာနဲ့ဘာလို့လဲဆိုတော့အဲ့ဆက်ုံတွေကိုဂျင်းတန်းဂျင်းတန်းစိမ့်တွေကိုပင်လဲရနေပြီးတော့ဒီဆက်ုံတွေကိုပိုက်နေသွင်းရမှာအဲ့တော့စိတ်ကန်းစိတ်ကန်းတရားလို့လေစိတ်ကန်းတစ်ခုလို့လေတဝဲမှာအဲ့စိတ်ကန်းတရားနဲ့တရားအဲ့စိတ်ကန်းတရားကိုဘယ်သူတိဆောက်မှာလဲအဲ့ကုံကြိုက်စိတ်ဘယ်သူခံမှာလဲဘယ်သူဘယ်လိုလုပ်ကြမှာလဲအဲ့ဟာတော်တော်နောက်မှာလောက်ရမယ့်ဟာတွေအများကြီးပဲနောက်တစ်ခါဒီအဲ့ဂျင်းတန်းစိမ့်တွေကိုဒီမှာလာပြီးချက်မယ်ချက်ဖို့တော့ကိုလက်စင်ပြီးဘယ်ရရမှာလဲဆိုတာကိစ္စအဲ့ဒါကတော့နျူကလ িয়ার လက်စစ်ကိစ္စပါသွားပြီဆက်ဆက်သွားပြီနောက်တစ်ခုကအဲ့ဒီမှာ အဲ့ရင်းနှီးခြင်းချက်ဘယ်ကိုရောက်မှာလဲဘယ်တင်မောနဲ့ပို့မှာလဲအဲ့ဒါကိုဆက်ပြကောကလေးတင်မောဆက်ပြကောလေးနဲ့လာလို့မရဘူးတန်ချိန်သိန်းနဲ့ချီတဲ့တင်မောကြီးတွေလာကတ်ပြီးတော့မှထွက်ဝင်ထွက်အဲ့လိုလုပ်နေရမှာအဲ့ဒါကိုလည်းဘယ်လိုလုပ်မလဲအခုရုရှားကရင်းနှီးခြင်းတွေကရင်းနှီးခြင်းတွေကဘယ်ကိုသွားရင်းနှီးခြင်းရင်းနှီးအကောင်းတွေရင်းနှီးခြင်းတွေဟိုတွေကအခုအင်ဒိုနီးရှားစင်ကာပူမလေးရှားအစရှိတဲ့၃နိုင်ငံစုံတဲ့ဟိုပင်လယ်ရေပိုင်းနဲ့လွတ်ကင်းနေတဲ့ဟိုလေးတွေမှာမောင်ကူအေရီးယားတွေမှာလှုပ်ရှားနေတဲ့ဟာကြီးကအဆင်မပြေဘူးအဲ့ဒါကြီးကမြန်မာပြည်ထဲကိုရောက်လာမလားတော့မသိဘူး စောင့်ကြည့်ရမယ်အဲ့ဒါတကယ်ကိုစနစ်တကျရောင်းတာမျိုးပဲရောက်လာမှမသိဘူးဒါရင်စောင့်ကြည့်အောင်ပဲဘာလည်းမသိဘူးအဲ့ဒီ investment တွေအကြီးပဲဒေါ်လာဘီလီယံချီတယ်ဘီလီယံချီတယ်အဲ့ဒါကြီးကဒေါ်လာဘီလီယံချီဒေါ်လာတရတရားနေရမဟုတ်ဘူးဒေါ်လာဘီလီယံချီတာအဲ့ဒါကြီးကဘသူလုံးမှာလဲအဲ့ဒီအကြီးကဘသူကြိုက်ပြန်မှာလဲဆိုတဲ့အကြီးကတော်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 စိတ်ဝင်စားတယ်အဲ့ဒါကိုတော်တော်စိတ်ဝင်စားတယ်တော်တော်စိတ်ဝင်စားတယ်အဲ့ဒါကြီးကတော်တော်တော့ဟိုစောင့်ကြည့်ရမယ်ကိစ္စပဲပြီးတော့ကောင်းသွားဒါကြီးကအခုချက်ချင်းကောင်းနေပေါ်လာမှာလားဆိုတော့မိကုံးကတော့ချက်ချင်းတော့ကောင်းနေမှာပေါ့အနည်းဆုံးနောက်ထပ်၃နှစ်ကနေ၅နှစ်အတွင်းမှာကောင်းနေပုံမှာမြန်ရင်၃နှစ်စောင်းရင်နောက်ကျရင်၅နှစ် ဲ့တော့မှအကောင့်တွေပေါ်မှာချက်ချင်းမပေါ်ဘူးဆိုတော့ပြောရရင်တော့နောက်လာမယ့်အစိုးရလက်ထက်ကြရင်တော့အဲ့စီမံကိန်းတွေအကောင့်တွေပေါ်မှာအမြန်ရင်နှိမ့်ရင်တော့နောက်နောက်လာတော့အစိုးရဖြစ်မယ်နောက်နောက်နောက်လာတော့အစိုးရဖြစ်မယ်အဲ့တော့အဲ့ဒီစီမံကိန်းစာချုပ်တွေကအာဒရေတယ်မှာလာဆက်ပြီးတော့ပဲဆက်တည်ရှိမှာလားဆိုတာစောင့်ကြည့်ရမယ်ဒါတွေကကျွန်တော်တို့ကဘာမှမသိတော့အများကြီးပြောသေးတာကုလောဆိုတော့တော်တော်လေးတော့စိတ်ဝင်စားသွားတယ်တိုးတော်လည်းဘယ်လိုပဲဖြစ်ဖြစ်တနိုင်ငံလုံးကလည်းစိတ်ဝင်စားနေကြတာအကုန်လုံးဒီမီဒီယာတွေလူတွေကြားထဲမှာပြောနေကြတာတော့ဒီသောမကျော်မင်းဇလန်တော့ပေါ်လို့ရရင် เนาะ BBC တို့ဘာတို့ကလဲလူတွေကိုဘယ်လိုဇောင်းပေးလဲဆိုတော့ BBC တို့ဘာတို့ကလဲဘယ်လိုဇောင်းပေးလဲဆိုတော့အာရုရှားသမ္မတကိုတောင်းမှကြွမင်းနဲ့ခိုင်းနိုင်ကြွမင်းနဲ့ခိုင်းနိုင်ပါညာဆိုရှောက်ပြီးတော့ဇောင်းပေးပြီးတော့အစဲခံမခန်းခံအောင်လုပ်တာပို့တာ BBC တို့ကျွန်တော်လိုက်ကြည့်ပြီ BBC ကပို့တယ်ဟိုကဟိုအရာဝတီကပို့တယ်မြန်မာနောင်းကပို့တယ်ခစ်တက်ကပို့တယ်အသေးပို့တာဘိုးယုံကြီးအစဲမခံအခန်းအောင်ပို့တာအသေးပို့တာအဲ့လိုအရောက်ပို့တာအဲ့လိုတွေကလေလွယ်တော့မလွယ်ဘူးဒီလိုလွယ်တော့မလွယ်ဘူးပို့တယ်အရောက်ကိုပို့တာ ဟိုကအောက်က comment တွေကလည်းတို့ဇောင်းပိတ်ရဲ့အတိုင်းပဲအိုးထားနေအောင်ဆဲတယ်ဇာလန်းဖတ်ဘူးပြီးတော့ဖះရှင်အဲ့လိုကြားလိုက်ထားခဲ့လို့လားတော့ဘာလို့မေးခွန်းထုတ်လဲဟာဖះရှင်အဲ့လိုကြားခဲ့ထားခဲ့လားမထားခဲ့လားတော့ကျွန်တော်တို့လည်းလိုက်ပြီးမေးလို့မရဘူးအဲ့တော့တေချာတယ်တော့စာအုပ်ကတော့ရှိခဲ့တယ်မှတ်တမ်းစာအုပ်တော့တခုတော့ရှိခဲ့တယ်အဲ့တော့စာအုပ်ကလူရင်းချင်းရေးချင်တာရေးမှာပဲလို့ပြောရင်မယ်ရည်ကျင်တာရေးလို့ရာကျေးဆိုရင်ခင်ဗျားကလည်းဗျာစာအုပ်ဆိုတာရည်ကျင်တာရေးလို့ဆိုရင်ကျွန်တော်လည်းရည်ကျင်တာစိတ်ကူးရင်ရှောက်ရေးမှာပေါ့နော်အရှင်ဖရာအခု line ပေါ်မှာပြောနေကြတဲ့တောမကျွမ်းမင်းအကြောင်းကတကယ်ပါလားဖရာတဲ့ 950နိပတ်တော်ဧကကနိပတ်ကုတလာနိဝတ်ဘိလာရဝတ္တဇတ်မှာတော့ကြွယ်မင်းဆိုတာရှိပါတယ်သို့တော့အဲ့ဒီကြွယ်မင်းကအခုပြောနေတဲ့ကြွယ်မင်းတော့မဟုတ်ပါဘူးเนาะဟိုကဖရာအလောင်းကြွယ်မင်းပါအခုပြောနေတဲ့ကြွယ်မင်းကမြမရထမဟာဘိတကပန္တိတဘွဲခံပါဠိဆရာကြီးဦးစောရေးတဲ့ဥအောင်ဇေယအထုပ်ပတိစာအုပ်မှာပါတာပါပါဠိဆရာကြီးဦးစောကအဲ့ဒီအကြောင်းအရာကိုဘယ်ကနေယူပြီးရေးတယ်ဆိုတာတော့ဥစဉ်လည်းမသိပါဘူးเนาะ တေချာတာကတော့အဲ့ဒီအကြောင်းရသည်ဖျားဟောပါဠိတော်မှာမပါတာတေချာပါတယ်